မြန်မာနိုင်ငံမှာစီးပွားရေးကတ်ဆိုင်မဲ့အန်ဒီယံမျိုးစုံပက်လက်ဝိုင်းနေပြီလို့ကုလသမဂ္ဂလူခွင့်ရေးအဖွဲ့ UN OCHA ကသတိပေးလိုက်ပါတယ်။အဲ့ဒီစီးပွားရေးကတ်ဟာနိုင်ငံတကာအခြေအနေကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲအာဏာသိမ်းမှုနဲ့ပြည်တွင်းစစ်ကြောင့်ဖြစ်ရတာလို့ဆိုပါတယ်။အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ပြည်တွင်းအသတင်းထုတ်ကုန်တန်ဖိုးဟာဒေါ်လာ63.6ဘီလီယံဆုံးရှုံးခဲ့ရပြီးတော့ငွေကြေးဖောင်းပွမှုကလည်း 30ရာခိုင်နှုန်းမြင့်တက်လာတဲ့အတွက်ပြည်သူလူထုဟာစားဝတ်နေရေးတိတ်ကျက်တဲ့လာပြီလို့ထောက်ပြပါရယ်စံဟင်းသီးဟင်းရွက်စားသုံးစီငါအသားပဲရီရဲ့ဈေးနှုန်းတွေဟာမိနစ်ကထက်ပြန်မြ30ရာခိုင်နှုန်းစီလောက်တက်သွားတယ်လို့လည်းထောက်ပြပါရယ်မြန်မာနိုင်ငံမှာလူပေါင်း15သန်းဟာလူမသိသူမသိတိတ်တိတ်ကလေးငတ်နေကြပြီလို့လည်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ကဒီလာစမ်းမှာထုတ်ပြန်ထားပါရယ် စစ်ကောင်စီအာဏာသိမ်းလို့ဖြစ်လာတဲ့စစ်ပွဲကြောင့်အမျိုးသမီးတွေလူငယ်တွေကလေးတွေငယ်တွေလူခွင့်ရေးဆုံးရှုံးနေကြတယ်ဆိုတဲ့အချက်ကိုလည်းအကြေတဝင့်ထောက်ပြထားပါဗျ။မြန်မာပြည်မှာပြည်သူတွေရဲ့လူခွင့်ရေးကိုလေးစားကြဖို့အထူးသဖြင့်လက်နက်မဲ့အရက်သားတွေအပေါ်မှာလက်နက်ကိုင်အဖွဲ့အစည်းတွေကလူခွင့်ရေးချိုးဖောက်တာတွေကိုချက်ချင်းရပ်ဖို့လေကုလသမဂ္ဂလူခွင့်ရေးအေဂျင်စီကတောင်းဆိုထားပါဗျ။ ကြောက်ဖြူမြို့မှာတရုတ်စစ်သား20ကျော်ဒရုန်းတွေအသုံးပြုပြီးတော့စစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့နေရင်စရာသတင်းဌာနကထုတ်ပြန်ထားပါတယ်။ကြောက်ဖြူမလာကျွန်းရွာနာက OGD ဆက်ယုံနဲ့တစ်ပုတ်တောင်ကဓညဝရီရေတပ်မှာတရုတ်စစ်သား20လောက်ဒရုန်းအသုံးပြုပြီးတော့ရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။မေလ19ရက်နေ့တုန်းကကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းနဲ့အစိုးရစစ်မှုလက်မှုတင်းတန်းကြောင်းတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို AA ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ တရုတ်စစ်သားတွေကပါပါဝင်တိုက်ခိုက်လာတာဖြစ်တယ်လို့ဆိုပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ TM Media အနေနဲ့နောက်ထပ်တခြားအရင်းမြစ်နဲ့တိုက်ဆိုင်ပြီးတော့စစ်ဆေးတာမျိုးတော့မရှိသေးပါဘူးတရုတ်တပ်တွေမြန်မာနိုင်ငံမှာတရားဝင်လှုပ်ရှားခွင့်ရအောင်စစ်ကောင်စီက February လလယ်လောက်တုန်းကဥပဒေပြဋ္ဌာန်းအတည်ပြုဖေးထားခဲ့ပါတယ်စစ်ကောင်စီတပ်ကကချင်ပြည်နယ်ဖားကန့်မြို့ကိုဒီကနေ့ မနက်7:00နာရီဝန်းကျင်မှာလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်ခဲ့တာကြောင့်လုံခင်းကျွေးရွာဝင်လေပြင်းတရားနဲ့နေအင်အချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ကလေးနှစ်ယောက်ပါဝင်ရသားပြည်သူတိဆုံမှုတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင်မနက်9:00နာရီဝန်းကျင်လောက်မှာလည်းလုံခင်းကျွေးရွာကိုစစ်ကောင်စီတပ်သားတွေကဝင်ရောက်ခဲ့ပြီးပြည်သူတို့ချို့ကိုရိုက်နှက်ဖမ်းဆီးသွားပါတယ်။အ ਨੇ စုံဖားကန့်အနီးကနေရာ၃နေရာဖြစ်တဲ့လေပြင်းငိမ့်ချမ်းတာယာနဲ့လုံခင်းကျွေးရွာတွေမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဒေသခံတွေက အတိအပြုပြောကြပါတယ်ဒီနေ့မနေ့အစောပိုင်းကတည်းကစပြီးတော့ဖကန်ဒေသရှိကျေးရွာတချို့မှာစစ်ကောင်စီတပ်ရှမ်းနီတပ်တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA KBDF တို့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်တေဥစုအနေနဲ့စစ်ကောင်စီဘက်မရဖက် NUG ဘက်ကိုရက်တည်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်က ဘန်ကောက်ပို့စ်သတင်းဌာနမှာစောင်းပါရေးသားခဲ့ပါတယ်။အဲ့ဒီစောင်းပါထဲမှာဗမာပြည်ပြည်တွင်းစစ် ပြီးလို့ရှိရင်တော်လိုင်းရေးအင်အားစုတွေဥဆောင်တဲ့အစိုးရတရက်ကိုလိုချင်သလားဆက်အာလာရှင်တွေအစိုးရရဲ့အစိုးရတရက်ကိုလိုချင်သလားဘယ်ဟာကပို့ပြီးတော့တည်ငြိမ်မှုရှိမလဲလို့တရုတ်အစိုးရကိုသူကမေးခွန်းထုတ်ထားပါတယ်။တရုတ်ရဲ့မြန်မာနိုင်ငံရေးမှာအခုပါဝင်ပတ်သက်မှုဟာသူမြပြည်တွင်းရေးကိုကြားဝင်မဆွတ်ဖက်ဘူးဆိုတဲ့မူဝါဒနဲ့လွဲချော်နေတယ်လို့လည်းဒေါ်စင်မအောင်ကစောင်းပါထဲမှာဝေဖန်ထောက်ပြထားပါတယ်။ NUG အပါဝင်မြန်မာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအလုံးကိုဆက်ဆံဖို့လဲသူကတရုတ်ကိုတိုက်တွန်းထားပါတယ်။ NUG အနေနဲ့စစ်တပ်ကိုအမြင့်ပြတ်ရှင်းလင်းမှုရည်ရွယ်ချက်ရှိတာမဟုတ်ပဲအစိုးရအပေါ်မှာတစ္ဆာစောင့်တည်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့သာလိုလားတာဖြစ်တယ်လို့လဲစောင်းပါးထဲမှာထည့်သွင်းရေးသားထားပါတယ်။တရုတ်အစိုးရကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုအမေရိကန်နဲ့အနောက်အုပ်စုလိုလားသူလို့သတ်မှတ်ပြီးတော့သူတို့နဲ့မဆက်ဆံဖို့မြောက်ပိုင်းညီနောင်အဖွဲ့တွေအပေါ်ဖိအားပေးနေတယ်လို့ကြဲကြဲလောင်လောင် တရင်ထွက်ပေါ်နေပါတယ်တေဝဘုစခန်းအတွက်စစ်ကူစစ်ကြောင်းထုတ်လာတဲ့အင်အားတရာပါဝေါ်လီဗျူဟာစစ်ကြောင်းကို KNU နဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်ထိုင်းမြန်မာနယ်စပ်မော်ကဲထိုင်းတစ်ဖက်ကန်း မက္ကလာချောင်းအနီးဝင်းကျင်တနေရာမှာတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါမနေ့ကမေလ28ရက်နေ့ညနေပိုင်းကတည်းကတိုက်ပွဲစတင်ဖြစ်ခဲ့တာဖြစ်ပြီးဒီကနေ့မေလ28ရက်မနေ့ပိုင်းမှာတော့စစ်ကြောင်းတစ်ခုလုံးရှင်းလင်းခံခဲ့ရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်စိုက်ကနန်းနဲ့တချို့ကိုလည်းဖမ်းဆီးရမိထားပါတယ်လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် DKPA ဌာနချုပ်စုံစည်းမြိုင်လေးဝဝါမီထနဲ့သေဘောဘူးကြီးရွာတွေကဒေသခံတွေကတော့ ထိုင်းမဲ့ချမ်းကိုထွက်ပြေးတင်းရှောင်နေကြပါတယ် UWS တွေဝါပြည်သွေးစီညီညွတ်ရေးတက်မတော့ဟာမူရစီဝါထုတ်လုပ်ပြီးထိုင်းနိုင်ငံထဲမှာဖျက်ချီတည်တဲ့အတွက်ဝါကိုတိုက်ဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်တယ်လို့လက်ရှိဝန်ကြီးချုပ်ရဲ့ဖခင်လည်းဖြစ်တဲ့သက်စင်ရှင်နာဝတ်ကတိုက်တွန်းလိုက်ပါတယ်မနေ့ကမူရစီဝါထိန်းချုပ်ရေးအဖွဲ့ရုံး ONCB မှာလုပ်တဲ့ဆွေးနွေးပွဲမှာသူကအဲ့ဒါလိုပြောဆိုတိုက်တွန်းလိုက်တာပါမြန်မာအစိုးရအနေနဲ့ဝါပြဿနာကိုမဖြေရှင်းနိုင်ရင် ထိုင်းဘက်ကကိုပုံစံနဲ့ကိုကင်တွယ်ဖြစ်ရှင်းမယ်လို့ဆိုပါတယ် UWSA ကတော့သူတို့ဟာမူရစီဝါထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ဆိုရဲဆွဆွဲချက်ကိုညှဉ်းဆန်ပယ်ချထားပါတယ်ဒါဟာမခိုင်လုံတဲ့ဆွဆွဲချက်ဖြစ်ပြီးတော့အချိန်ကြိုက်ထားတဲ့နိုင်ငံရေးလှက်ွယ်လို့ဝါတပ်ဖွဲ့ရဲ့လာရှိုးဆက်ဆံရေးတာဝန်ခံဦးညီရန်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ဟာသူဝန်ကြီးချုပ်လုပ်ခဲ့စဉ်ကာလဖြစ်တဲ့2003ခုနှစ်တုန်းကလည်းမူရစီဝါတက်ဖြတ်မှုစစ်စင်ရေးဆိုတဲ့အငင်းပွားစရာရှိတဲ့စစ်စင်ရေးတစ်ခုကိုလုပ်ခဲ့မှုပါတယ်အဲ့ဒီစစ်စင်ရေးမှာ တရားမစီရင်မဲ့တပ်ဖြတ်တာတွေကြောင့်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဗမာပြည်ဟာပြည်တွင်းစစ်ဖြစ်ပွားပြီးတဲ့နောက်အိန္ဒိချင်းနိုင်ငံတွေဖြစ်ကြတဲ့တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနိုင်ငံတွေကမြမအရေးမှာပို့ပြီးတော့စိတ်ဝင်စားလာတယ်လို့ဝင်ရောက်ဆက်ဖက်ဖို့စ조사နေကြတာကိုလည်းပို့ပြီးတော့တွေ့လာရပါတယ်။တက်ဆင်ဟာမြမစစ်ဖို့ကြုတ်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပါတယ်။ယူကရိန်းရုရှားစစ်ပွဲ ရက်စဲရေးအတွက်ရုရှားသမ္မတဗလာဒီမီယာပူတင်လိုလားတဲ့အချက်ဟာနေတိုးအဖွဲ့အရှိတ်ကိုဆက်လက်ပြီးတော့မတိုးချဲ့ပါဘူးလို့အနောက်နိုင်ငံတွေကစာချုပ်ချုပ်ဆိုဂရီပေးဖို့ဖြစ်ကြောင်းရုရှားနိုင်ငံတွေကသတင်းချင်းမြင့်၃ခုရဲ့ပြောဆိုချက်အရအတည်ပြုနိုင်တယ်လို့ Reuters သတင်းဌာနကဖော်ပြပါတယ်။နေတိုးရဲ့နေမြေတိုးချဲ့မှုကြောင့်စစ်ဖြစ်ရတာပါလို့အနောက်အုပ်စုကိုဝေဖန်သူတွေကအစင်မြဲပြောဆိုလို့ရှိပြီးတော့အနောက်နိုင်ငံတွေကတော့ရုရှားယူကရိန်းကိုနေချက်ကျူးကျော်တဲ့အတွက်ကြောင့်ဆစ်ဖြစ်ရတာလို့ဆိုလို့ရှိပါတယ် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာအကြီးဆုံးစစ်ပွဲလို့ဆိုရမယ်ယူကရိန်းရုရှားစစ်ပွဲကိုအဆုံးသတ်ပေးခြင်းတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအကြိမ်ကြိမ်ပြောဆိုပေမဲ့အခုရပိုင်းတုန်းမှာတော့ပူတင်ကိုယူနေပြီလို့ဝေဖန်ခဲ့ပါတယ်ရုရှားကလည်းဒေါ်နယ်ထရမ့်ဟာမီးနဲ့ကစားနေပြီးတော့ကမ္ဘာစစ်စီကိုဥတည်နေတယ်လို့ဆိုပါတယ်ပူတင်ဟာငြိမ်းချမ်းရေးအတွက်အဆင်သင့်ပဲဒါပေမဲ့ဘာတန်ဘုံမှာပြစ်ချက်ပြီးတော့ဝယ်ယူမှာမဟုတ်ဘူးလို့ရုရှားအကြံပေးတူကဆိုပါတယ် ပစိဖိတ်ဒေသနိုင်ငံ17နိုင်ငံကိုတရုတ်ကဥဆောင်ပြီးအစစ်မြစ်ထိပ်သီးခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးကိုတရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီကဥဆောင်ပြီးတော့ဒီနေ့ဗိုလ်ထူးနေ့မှာ ပြုလုပ်နေပါတယ်။ဆော်မွန်ကျွန်း၊ပပူအာနယူဂီနီ၊ဖီဂျီ၊နော်ယူရူအပါဝင်နိုင်ငံပေါင်း17နိုင်ငံကထိပ်တန်းခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။အစည်းအဝေးကနှစ်ရက်ကြာမှဖြစ်ပြီးတော့ဒါဟာတတရအချိန်မြောက်တွေ့ဆုံခြင်းလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံကဥဆောင်ပြီးတော့ပစိဖိတ်နိုင်ငံတွေ၊အာဖရိကနိုင်ငံတွေ၊အာရှနိုင်ငံတွေနဲ့ တီးခြားတွဲဆုံဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ BRICS အဖွဲ့ကလည်းဖွဲ့စည်းထားပါတယ်အခုချိန်ဟာအမေရိကန်အစိုးရရဲ့အခွန်အတုပ်စစ်ပွဲနဲ့နိုင်ငံတကာအကူအညီဖြတ်တောက်မှုတွေကြောင့်ကမ္ဘာအခင်းချင်းဟာလှုပ်လှုပ်ရှားရှားပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီးတော့တရုတ်အတွက်မဟာမိတ်အသစ်တွေစုဆောင်းရရှိဖို့အခွန်လန်းကောင်းတွေပေါ်ထွက်နေတယ်လို့နိုင်ငံရေးသုံးသပ်သူတွေက ဆိုကြပါတယ် စစ်ကောင်စီကလူစုလူဝေးတွေကိုဘုံကျဲတိုက်ခိုက်တာတွေလုပ်တဲ့အတွက်မြေအောက်ဆေးရုံမြေအောက်စာတင်ကျောင်းတွေဆောက်လုပ်ဖို့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကနှိုးဆော်ထားပါတယ်ဒေသခံပြည်သူတွေကတော့ NUG ဘက်ကလက်တွေ့ကြကြဥဆောင်ဆောက်လုပ်ပေးဖို့နဲ့ဗန္ဓာရေးကူညီထောက်ပံ့ပေးဖို့မျှော်လင့်ကြောင်းပြောဆိုကြပါတယ်ရှမ်းပြည်မြောက်ပိုင်းတိဘောမြို့နယ် နမ်းမကျေးရွာအုပ်စုအနီးမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ကိုကန်တက်မတော် MNTA တို့နေမြေအငင်းပွားမှုထပ်မံဖြစ်ပွားပြီးတော့စီရေးပြန်လဲတင်မာနေတယ်လို့ဒေသခံတွေကဆိုပါတယ်။နမ်းမကျေးရွာအုပ်စုထဲမှာရှိတဲ့ကိုကန်တပ်ဖွဲ့ရှိရာကို SSPP တပ်သားတွေရောက်လာပြီးတော့သူတို့နေရာကိုပြန်ပေးဖို့မေလ25ရက်နေ့မှာတောင်းဆိုရာကဆက်ပြီးတော့အခြေအနေတင်မာနေတာဖြစ်ပါတယ်။မေလ28ရက်နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။